ကိုချင်းသီလာကင်းမဲ့ပြီဆိုရင်လောကမြတ်ကုသိုလ်တွေဟာအလုံးယိုထွက်ကုန်။ဒါမို့သီလာရဲ့အဓိပ္ပာယ်ကထိန်းထားခြင်းဆိုတဲ့အဓိပ္ပာယ်။ဘာတွေကိုထိန်းထားတာတော့ဆိုတော့ကုသိုလ်တရားတွေကိုထိန်းပေးထားတယ်။သီလာရှိမှကုသိုလ်တရားတွေဟာယက်တည်နိုင်တယ်လို့ဆိုလို့။သီလာမရှိတဲ့အပေါ်မှာကြံတဲ့ကုသိုလ်တရားတွေကအကုန်ပြုတ်ပြုတ်ပြုတ်ပါသွားမယ်လို့ဆိုလို့။ကုသိုလ်ဆိုတာရှိဘူး။အဲ့ဒီသီလာကိုခုနကပဲစောင့်တည်လိုက်ကြတယ်။ နေဆုံးမန္တိပဒါကရှောင်းနေအရိဏနာရှောင်းနေဆိုရဲအဲ့ဒီရှောင်းကျင်မှုတိလတွေဟာလူရဲ့တိတ်ခါကိုလည်းထိန်းထားတယ်လူရဲ့တဏ္ဍမလုံနေတဲ့ဉာဏ်နဲ့နှလုံးထဲမှာဖြစ်ထားတဲ့ကုသိုလ်တရားတွေကိုလည်းသိောထိန်းတယ်သူ့မှာမဲ့ပန္နတိပဒါမလုံတဲ့ပုဂ္ဂိုလ်ဟာမေတ္တာနဲ့အကျဉ်းနာသူ့မှာရှိပါမလားသူများတဲ့ကိုတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအကျဉ်းနာကင်းမဲ့သူပဲဖြစ်တယ်အဲ့တော့အကျဉ်းနာဆိုတဲ့တရားသူ့မှာမရှိဘူးဆိုတော့သိကြ ကျဉ်းနာဆိုတဲ့ကုသိုလ်တရားဒီသီလမရှိသေးတဲ့အတွက်ကြောင့်ပြည့်ပြည့်သွားအဋ္ဌိဏဒါနယောတာမှုဖြူစင်မှုဆိုတဲ့ကုသိုလ်တရားသူ့မှာဖြစ်เนาะယောတာမှုဖြူစင်မှုဆိုတဲ့ကုသိုလ်တရားသူ့မှာဖြစ်လူရဲ့တိတ်ခါဖြစ်တဲ့ယောတာဖြူစင်မှုကြိုကျသွားပြီပျက်စီးသွားပြီကာမေတုမိစ္ဆာဆာရာမလုံသည့်အတွက်ကြောင့်ဒုက္ခုံတိတ်ခါပျက်စီးသွားပြီဘုဒ္ဓဝါဒမလုံသည့်အတွက်ကြောင့်သူ့ရဲ့ကိုခြင်းတရားတွေဟာလည်း ပြက်ပြားသွားပြီမကောင်းဘူးအကုသိုလ်အလုံးလုံးနိုင်နေလိန်တတ်တဲ့လူတယောက်ဟာလိန်ချင်းမှာပုံကွယ်လို့ရနေသည့်အတွက်ကြောင့်နော်သူ့ရဲ့ပုံကွယ်စရာတစ်ခုဖြစ်နေသည့်အတွက်ကြောင့်မဟုတ်တာမှန်သမျှအခုလုံးတတ်တယ်ဒါကြောင့်မို့လူတွေရဲ့ကိုချင်းတရားတွေဟာမုသဝါဒရဲ့အောက်မှာပြပြဝို့ပျောက်ကွယ်သွားကြပြီလို့ဆိုသူဓမ္မိတရားဆိုတာတော့မပြောနဲ့ရှင်မူးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာ သူများတဲ့တတ်ဖို့လဲဝမလေးဘူးသူများဥစ္စာခိုးဖို့လဲဝမလေးဘူးသူတော်ကတမယပြမှားဖို့လိန်ပြောဖို့ဆိုတာလည်းဝမလေးဘူးဆိုတော့ရှင်မှုနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဘာကုသိုလ်ရှိအောင်မှာတော့ဘာကုသိုလ်မှာမရှိဘူးဒါကြောင့်မို့ကိုချင်းသီလမရှိဘူးဆိုရင် ကုသိုလ်တရားတွေဟာယက်တိနိုင်စွာမရှိဘူး